ဇွန်လ9ရက်နေ့ကအွန်လိုင်းကနေပြုလုပ်တဲ့ TNL ရဲ့စီးရင်နိုင်ငံရေးဆိုင်ရာသတင်းစာရှင်းလင်းပွဲမှာမီဒီယာတွေကနေတဆင့်အခုလိုအသိပေးခဲ့တာပါ။အာပြည်ဆက်တဲ့အနေဒီဒီစစ်အာဏာရှင်ကြာဆုံးခဲ့ပြီပေါ့နော်။အမြဲအတူတရှိမှဖြစ်ပါလေ။ကျမတို့ရဲ့မြန်မာချက်ကလည်းဒီမြန်မာနိုင်ငံတော်တော်မှာစစ်အာဏာရှင်ဖိနှိပ်မှုစစ်အာဏာရှင်အုပ်ချုပ်မှုစနစ်ကနေကျော်ဝေးပြီးတော့မှအမြဲတမ်းစစ်အာဏာရှင်စနစ်ကိုတန်ဖျက်မှဖြစ်ပါလေ။ တေးဝရဲ့ဖိအားပေးမှုနဲ့အတူပြီးခဲ့တဲ့ဒုတိယအကြိမ်ကုမင်းဆွေးနွေးပွဲမှာ TNL သိမ်းပိုက်ထားတဲ့လောင်ချိုး၊ကြောင်မဲ၊တီဘော၊မိုးမိတ်၊နမ်ဆန်၊မန်တုံနဲ့မိုးကုတ်မြို့နယ်တို့ကိုပြန်ပေးဖို့စစ်ကောင်စီကတောင်းဆိုခဲ့ပါတယ်။ဒီတောင်းဆိုမှုကိုတော့ TNL ဘက်ကလက်မခံတာကြောင့်ဆွေးနွေးပွဲမအောင်မြင်ခဲ့ပဲလာမယ့်ဩဂတ်လအတွင်းမှာထပ်မံဆွေးနွေးဖို့ရှိပါတယ်။တရုတ်စိုးရအနေနဲ့လက်ရှိအချိန်ထိနေဆက်ခိတ်တွေကိုဆက်လက်ပိတ်ဆို့ထားတာကြောင့်ပြည်သူလူထုအနေနဲ့ထိခိုက်နေတာမှုတွေများစွာဖြစ်နေတယ်လို့ဆိုပါတယ်။ ဒီလိုအခြေအနေမှာတရုတ်ရဲ့ဖိအားပေးမှုတွေကိုဖြည့်ရှင်းဖို့နီလန်းရှာနေတယ်လို့လွေရီဦးကဆိုပါတယ်တရုတ်အစိုးရရဲ့ဖိအားကလည်းငါဆက်ရှိနေပါတယ်တမက်မာတို့ဒီတရားကိုနီလန်းရှာပြီးတော့မှဒီမာရှာတို့ဆောင်ရွက်မှဖြစ်ပါတယ်မြမအရေးနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံရဲ့အခမ်းကဏ္ဍဟာအရေးကြီးပေမဲ့ တရုတ်နိုင်ငံရဲ့ချီကက်ပုံဟာတော်လန်ရင်အင်အားစုတွေနဲ့မတူညီတာကြောင့်အခက်တွေ့နေတယ်လို့ပြီးခဲ့တဲ့လကသတင်းစာရှင်းလင်းပွဲမှာ TNL အထွေထွေတွင်းရေးမှုနှင့်ဗိုလ်မှူးကြီးတာဗန်လက်ကထုတ်ဖော်ပြောထားပါဗျာကတဲ့ဘာမျိုးတွေကအကွာရောအဖြစ်ရှာဖို့လဲအကွာသွားတာမျိုးဖြစ်ပါလေဗောနော်ကုမင်းဆွေးနွေးပွဲမအောင်မြင်ပြီးရဲ့နောက်မှာတော့စစ်ကောင်စီဟာ TNLA သိမ်းပိုက်ထားတဲ့မျိုးတွေကိုအပြင်းအထန်ဘုံကျဲနေပြီးစစ်ရေးရှင်မြင့်လှုပ်ဆောင်နေပါဗျာ လက်ရှိမှာငလင်ဘေးနဲ့ပတ်သက်ပြီးလူသားချင်းစာနာတဲ့အနေနဲ့ TNL ပါဝင်တဲ့ညီနောင်လက်နက်ကိုင်၃ဖွဲ့တာမကစစ်ကောင်စီဘက်ကပါအပြည့်ရဲ့တတန်းတလတိုးထားကြောင်းကြေညာထားပါတယ်။အပြည့်ရဲ့ကြေညာထားပြီးမဲ့လည်းစစ်ကောင်စီတပ်ဟာလောင်ချိုမြို့နယ်မှာအပြင်းထန်ထိုးစစ်ဆင်နေပြီး TNL အနေနဲ့တိမ့်ပိုက်ထားတဲ့တပ်စခန်းတွေကိုလက်လွတ်ပေးနေရပြီးမကြာခင်လောင်ချိုမြို့ရင်းတိုက်ပွဲဖြစ်လာနိုင်တဲ့ဆိုတဲ့တုံ့သက်ချက်တွေလည်းရှိနေပါတယ်။လောင်ချိုစစ်မြေနာမှာစစ်ကောင်စီရဲ့ထိုးစစ်ဆင်မှုကို TNL အနေနဲ့ဆက်လက်ခုခံနေဆဲဖြစ်ပြီးအနိုင်ရှုံးကိုတော့ယတိပြက်ပြောလို့မရသေးဘူးလို့လွေးရည်ဦးကဆိုပါတယ်။ရှိပြောနိုင်တဲ့အချိန်လေးကတော့ CA ကတော့တင်းမာနေပါတယ်။အဲဒီဘက်နဲ့တစ်ဖက်ဒီရှေ့တိုးပြီးတော့မှခက်စစ်တိုက်ခိုက်တာမျိုးတွေလည်းတွေ့ရပါတယ်။မဆိုတော့က CA ရဲ့မဟာပြဘာဖြစ်တဲ့အတွက်ကြောင့်ဒီလက်ရှိအချိန်ဒီကတော့ယတိပြက်ပြောနိုင်ဖို့တော့မစောပါသေးတယ်ပေါ့လေနော်။အလုံးကတော့ဒီ CA ရဲ့ပြဘာရအောင်ရနေ။ဘယ်လိုလဲကျွန်တော်ကတည်းကမှ ဒီနေ့ဂျွန်လ9ရက်နေ့အတွက် People's Win ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဂါဇာပြည်ရဲ့ဇယင်တောင်းဆိုမှုလုံခြုံရေးကောင်စီမှ American Veto အာဏာသုံးပြီးပယ်ချတဲ့သတင်း။ Cambodia နဲ့နယ်စပ်ရေးမှာအချုပ်အခြာကာကွယ်ရေးဦးစားပေးမယ်လို့ထိုင်းအစိုးရပြောတဲ့သတင်း။တအိမ်အောင်ကလေးနှစ်ဦးကန့်သက်ချက်ကိုဗီယက်နမ်ပယ်ဖြတ်တဲ့သတင်း။ဒီသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ဂါဇာကမ်းမြောင်ဒေသမှာအပြည့်အခက်ရေးဇယင်တောင်းဆိုဖို့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှအစိုးရတင်သွင်းရမှာ အမေရိကန်ကဗီတိုအာနာသုံးပြီးပယ်ချသွားခဲ့ပါတယ်။ဂျော်လာ၄ရက်နေတော့ကလုံခြုံရေးကောင်စီအဖွဲ့ဝင်15နိုင်ငံကဂါဇာမှာအပြစ်အခက်ရပ်ဆယ်ရင်းနဲ့လူသားချင်းစာနာမှုအထောက်အပံ့တွေအတားအဆီးမရှိဝင်ရောက်နိုင်ရေးတောင်းဆိုဖို့မဲပေးခဲ့ကြတာဖြစ်ပါတယ်။အမေရိကန်ဟာလုံခြုံရေးကောင်စီရဲ့အငြင်းတန်းအဖွဲ့ဝင်၅နိုင်ငံထဲမှာပါဝင်ပြီးဗီတိုအာနာအသုံးပြုခွင့်ရှိပါတယ်။ဂါဇာအရေးနဲ့ပတ်သက်လို့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာနိုဝင်ဘာလတုန်းကနောက်ဆုံးတစ်ကြိမ်အလားတူအဆိုတင်သွင်းခဲ့တဲ့အားထုတ်မှုမှာလည်း အစ္စရေးရဲ့အမာခံမဟာမိတ်ဖြစ်တဲ့အမေရိကန်ကဗီဒိုအာနာနဲ့ပယ်ချခဲ့ဘူးပါတယ်။အမြဲတမ်းအဖွဲ့ဝင်တွေမဟုတ်တဲ့လုံခြုံရေးကောင်စီဝင်ဆယ်နိုင်ငံဟာသူတို့စူပေါင်းတင်သွင်းတဲ့အဆိုအတွက်အမေရိကန်ကိုယ်စားလှယ်တွေကိုညှိနှိုင်းဖို့အပူတပြင်းစ조사ခဲ့ပေမဲ့လည်းမဲခွဲချိန်မှာတော့အလက်ဟတ်တာဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့အမေရိကန်ရဲ့ကုလသမဂ္ဂဆိုင်ရာကိုယ်စားလှယ်ဒေါ်ရက်တီရှီရာကတော့အခုတင်သွင်းတဲ့အဆိုဟာမြေပြင်အခြေအနေမှန်တွေဟာမတ်စ်ပြောက်ကြားအဖွဲ့ရဲ့အတင်းရဲမှုတွေကိုအခြေခံပြီး ကင်တွယ်ညှိနှိုင်းနေတဲ့တန်တမန်ရေအားထုတ်မှုတွေကိုထိခိုက်စေနိုင်တယ်လို့ဆွဆွဲခဲ့ပါတယ်။နောက်ပြီးအဲ့ဒီအဆိုထဲမှာအစ္စရေးနဲ့ဟားမတ်စ်ကိုတံတန်းနဲ့သဘောမျိုးမှားယွင်းစွာသတ်မှတ်ထားတယ်လို့လည်းသူကပြောပါတယ်။ကုလသမဂ္ဂမှာအမေရိကန်ကဗီဒိုအာနာသုံးတာကတော့သမရဒေါ်နယ်ထရန့်ရဲ့လက်ရှိဒုတိယသမရတပ်တန်းကာလအတော်တွင်ပထမဆုံးဖြစ်လာပါတယ်။ဂါဇာမှာအပြစ်ခတ်ရက်စဲဖို့အစ္စရေးဟားမတ်စ်ကိုပါနိုင်ငံတကာကဖိအားပေးမှုတွေမြင့်တက်လာနေပေမဲ့တိုက်ခိုက်မှုတွေကတော့ဆက်လက်ဖြစ်ပွားနေသေးပါ။ စ်ပွဲကြောင့်အရက်သားတွေတည်ဆုံးမှုတွေဆက်တိုက်တိုးလာနေတဲ့အချိန်တွေပေါ့လုံခြုံရေးကောင်စီကထိရောက်စွာအာယုံဆိုင်ကမ်းတွဲပေးစေလိုကြောင်းကုလသမဂ္ဂဆိုင်ရာပါလက်စတိုင်းကိုယ်စားလှယ်ရီယက်မန်ဆာကတိုက်တွန်းထားပါတယ်။တစ်ဖက်မှာတော့ကုလသမဂ္ဂဆိုင်ရာအစ္စရေးတန်မတ်ကြီးဒန်နီဒါနွန်ကလုံခြုံရေးကောင်စီမှတင်သွင်းခဲ့တဲ့အဆိုဟာအနှစ်သာရကင်းမဲ့ပြီးနိုင်ငံရေးအရာအစ္စရေးကိုထိုးနှက်ဖို့တသက်သာဖြစ်တယ်လို့ဝေဖန်သွားခဲ့ပါရှင်။ငယ်ဆက်ရေးရအငင်းခုန်တွေဖြစ်လာတဲ့အခါအချုပ်ချာအာနာခိုင်မာတည်တဲ့ရေးဆိုတဲ့ရှုတော့က ဦးစားပေးလှူဆောင်သွားမယ်လို့ထိုင်းအစိုးရကပြောကြားခဲ့ပါတယ်။အိန္ဒိယကမ်ဘောဒီးယားနိုင်ငံနဲ့နယ်စပ်ပြည်ပခါတချို့ကြုံတွေ့နေတဲ့အချိန်တွေမှာထိုင်းအစိုးရကအခုလိုသဘောထားကိုထုတ်ပြန်ခဲ့တာပါ။ဒါပေမဲ့ဒီပြဿနာကိုနှစ်ဖက်ကြားဆွေးနွေးမှုတွေနဲ့ငင်းငင်းချမ်းချမ်းဖြေရှင်းနိုင်ဖို့ပို့ပြီးလိုလားကြောင်းလဲဂျော်လာ၃ရက်နေမှာထိုင်းအစိုးရကဆိုပါတယ်။ Facebook ပေါ်မှာထုတ်ပြန်ခဲ့ရမှာတော့ထိုင်းအစိုးရရဲ့ဦးစားပေးရည်ရွယ်ချက်ဟာအချုပ်ချာအာဏာကိုကာကွယ်ထိန်းသိမ်းဖို့ဖြစ်တယ်လို့ဖော်ပြထားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲငင်းချမ်းတဲ့နီလန်းတွေ နိုင်ငံတကာဥပဒေတွေလူသားချင်းစာနာမှုရှုထောက်ကချဉ်းကပ်တာတွေနဲ့အဖြေရှာဖို့လေလူလားကြောင့်ထိုင်းကဆိုပါတယ်မေလ28ရက်တုန်းကထိုင်းနိုင်ငံရဲ့ Ubon Racha Thani ပြည်နယ်နဲ့ထိစပ်နေရနေဆက်နောက်မှာထိုင်းနဲ့ကမ္ဘောဒီးယားစစ်တပ်ကြောင့်အသေးစားပြတ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီးကမ္ဘောဒီးယားစစ်သားတို့ထိဆုံးခဲ့ရပါတယ်ထိုင်းတပ်ဖွဲ့ဝင်တွေအနေနဲ့ကိုကိုကိုရောနိုင်ငံရဲ့အချုပ်အခြာကိုပါကာကွယ်သွားမှာဖြစ်ကြောင်းပြီးတော့နိုင်ငံတကာရဲ့ဥပဒေတွေနဲ့ညီညွတ်တဲ့စီမင်းတွေနဲ့အညီကင်တွယ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အစိုးရရဲ့ထုတ်ပြန်ချက်မှာပါရှိခဲ့ပါတယ်။နောက်ပြီးတင်းမာမှုတွေကိုဖြေလျှော့ဖို့နှစ်နိုင်ငံကြားမှာဝန်ကြီးချုပ်အချင်းချင်းချိတ်ဆက်မှုအပေါ်အဝင်ဆက်ဆက်ဆွေးနွေးမှုတွေရှိခဲ့တယ်လို့လည်းထိုင်းအစိုးရကကြေညာသွားပါတယ်။တစ်ဖက်မှာတော့ကမ္ဘောဒီးယားအစိုးရကဒီပြဿနာနဲ့ပတ်သက်ပြီးအပြည်ပြည်ဆိုင်ရာတရားရုံး ICJ လိုမျိုးဂျာကန်တရားရေးအဖွဲ့အစည်းတစ်ခုရဲ့အဆုံးအဖြတ်ကိုခံယူလိုတယ်လို့သဘောထားထုတ်ပြန်ထားပါတယ်။ထိုင်းအစိုးရကတော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကမ္ဘောဒီးယားနဲ့အပြန်အလှန်ညှိနှိုင်းသွားမယ်လို့ပြောပါတယ်။လက်ရှိမှာတော့နယ်စပ်ကအခြေအနေတွေဟာ တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းရှိနေသလိုနှစ်နိုင်ငံကြားပူးပေါင်းအပြေလျှောက်မှုတစ်ခုကိုအထမြောက်အောင်ဆောင်ရွက်နိုင်မယ်လို့ယုံကြည်ကြောင်းထိုင်းအစိုးရကထုတ်ပြန်ခဲ့ပါရဲ့ရှင်။တအိမ်တော်ကိုကလေးနှစ်ဦးထပ်ပုံမယူရဘူးဆိုတဲ့ကန့်သက်ချက်ကိုဗီယက်နမ်အစိုးရကပယ်ဖျက်လိုက်ပြီးဖြစ်ပါတယ်။ကွန်မြူနီအစိုးရအောက်ချုပ်နေတဲ့အရှေ့တောင်အာရှဒေသတွင်နိုင်ငံဟာငွေခွာနှုန်းတိတိတသာကျဆင်းတဲ့ပြဿနာနဲ့ရုန်းကန်နေရတဲ့နောက်အခုလိုမူဝါဒအပြောင်းအလဲဖြစ်လာခဲ့တာပါ။ဂျော်လာ၄ရက်နေမှာတော့အစိုးရပိုင်းမီဒီယာက ဇနီးမောင်နှံတွေအနေနဲ့ကလေးပဲနှစ်ယောက်ယူမလဲကလေးယူဖို့အချိန်ဘယ်လောက်ချားပြီးတတ်မှတ်မလဲဆိုတာတွေကိုကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိလာမှာဖြစ်တယ်လို့ကြေညာသွားပါတယ်ဒါဟာဆယ်စုနှစ်တွေနဲ့ချီကြာမြင့်ခဲ့တဲ့မူဝါဒကနေနောက်ကြောင်းပြန်ထည့်သွားခြင်းလည်းဖြစ်ပါတယ်တအိမ်တော်ကိုကလေးနှစ်ဦးထပ်ပုံမြူရဖို့ဆိုတဲ့မူဝါဒကို1960ပြည့်နှစ်တုန်းကကွန်မြူနဲ့မြောက်ဗီယက်နမ်မှာစတင်ကျင့်သုံးခဲ့ပါတယ်နောက်တော့ဗီယက်နမ်တနိုင်ငံနဲ့အဖြစ်ပေါင်းစည်းသွားတဲ့အချိန်မှာ1980နဲ့1990ကိုပြည့်လွန်နှစ်တွေအတွင်း တောင်ပိုင်းမှာပါအကောင့်ထဲပေါ်လာခဲ့တာပါ။နောက်ပိုင်းမှာတော့တအိမ်အောင်ကိုကလေးနှစ်ဦးမူဝါဒဟာမလိုက်နိုင်ရင်တင်းတင်းကြပ်ကြပ်အရင်ယူတဲ့အချိန်နဲ့မျိုးမဟုတ်တော့ပဲခေရှော့မှုတွေရှိလာခဲ့ပေမဲ့အာနာယကွန်မြူနီပါတီဝင်တွေကဖောက်ပြတ်တာဆိုရင်တော့အရင်ယူမှုတွေကြောင်ရနိုင်ပါတယ်။ VN ဟာ2003ခုနှစ်မှာအဲ့ဒီမူဝါဒကိုပယ်ဖျက်မလို့သဘောထားမျိုးပြသခဲ့ရတာကနေ2008ခုနှစ်မှာပြန်လည်ကျင့်သုံးလာခဲ့ပါတယ်။အခုတော့ VN မှာမွေးဖွားနှုန်းကျဆင်းလာနေတာကြောင့်လဲအာနာပိုင်းတွေဟာမိသားစုဝင်အရေးအတွက်မြင့်တင်နိုင်မဲ့ နီလန်းတွေကိုရှောက်ဖွေနေကြပါတယ်။2024ခုနှစ်တုန်းကဗီယက်နမ်မှာအမျိုးသမီးတဦးရဲ့ပြန်မြောက်ကလင်းဝင်းတော့ဟာတေသရမကိုတက်ရောက်တာရှိခဲ့ပြီးနိုင်ငံရဲ့ဆုံးရှုံးလူရေကိုအလျင်မြောက်ချစ်တင်းနိုင်ဖို့ရုန်းကန်နေရတဲ့အခြေအနေဖြစ်လာပါတယ်။မိသားစုစီမံကိန်းဆိုင်ရာကျန်းကျင်သူတွေကတော့လက်ရှိအခြေအနေတိုင်းဆက်သွားရင်ပြည်တွင်းမှာတက်ကြီးရွယ်ဝအချိုးအစားပုံများလာတာဝန်ထမ်းရင်အားပြတ်လက်တာလူမှုဖူလုံရေးလုပ်ငန်းတွေအတွက်ဖိအားတွေတိုးလာတာတွေကြုံတွေ့နိုင်ပြီး ရေရှည်မှာနိုင်ငံစည်းပွားရေးတိုးတက်မှုကိုထိခိုက်စေနိုင်တယ်လို့ထောက်ပြထားပါတယ်။ဗီယက်နမ်မှာတော့မြို့ပြ area တွေမှာမွေးဖွားနှုန်းကတိတိတသားပုံမကျဆင်းနေပြီးနေထိုင်မှုစရိတ်အရန်ကြီးတဲ့ဟိုချီမင်းစီးတီလိုမြို့မှာဆိုရင်ငယ်ရွယ်တဲ့ဆုံရွယ်တွေဟာကလေးမယူချင်ကြတော့ပါဘူး။2023ခုနှစ်မှာမြို့ရဲ့မွေးဖွားနှုန်းဟာအမျိုးသမီးတဦးကိုကလေးတိတိမှ3နှစ်ဦးထိရော့ကျသွားကြောင်းသိရပါတယ်။ဗီယက်နမ်လိုပဲအာရှနိုင်ငံချို့ဟာလည်းမိသားစုတွေမှာကလေးမွေးဖွားနှုန်းညော့နေသွားတဲ့ပြဿနာနဲ့ရုန်းကန်နေကြရပါတယ်။ အရှေ့တောင်အာရှဒေသတွင်းမှာဆိုရင်ထိုင်းစင်ကာပူနဲ့မလေးရှားတို့လည်းတူညီတဲ့အခြေအနေတွေကြုံတွေ့နေရပါတယ်။ဂျပန်မှာဆိုရင်2024ခုနှစ်မှာပထမဆုံးအကြိမ်ဖြစ်တဲ့နှစ်တာကလေးမွေးဖွားနှုန်းဟာခုနှစ်သိန်းအောက်ကိုကျဆင်းသွားတယ်လို့အစိုးရကထုတ်ပြန်တဲ့အချက်အလက်ရသိရပါတယ်။တရုတ်ဟာတအိမ်တော်ကလေးတယောက်မူဝါဒကို2016ခုနှစ်မှာအဆုံးသတ်ခဲ့ပြီး2021ခုနှစ်မှာတော့မိသားစုတစ်ခုကိုကလေး၃ဦးထိရုပ်ခဲပြုတ်ခဲ့ပေမဲ့လည်း နောက်ဆုံး၃နှစ်ဆက်တိုက်နိုင်ငံလူရဲ့ရုပ်ရော့ကြဆင်းမှုအခြေအနေနဲ့ရင်ဆိုင်နေရပါတယ်ရှင်။ People's Win ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်ရှင်။ချောဆိုင်ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်ဖះတောင်နယ်ရေပူကြီးရွာမှာတက်ဆွဲထားတဲ့တော်လိုင်းတပ်ဖွဲ့စခန်းတွေကိုစစ်ကောင်စီတပ်နဲ့ပအိုးပြည်သူစစ် PNA တပ်ဖွဲ့က ဇွန်လ၂ရက်နေ့မှာအင်အားတထောင်ကျော်နဲ့တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ဒေတာခန်တွေကပြောပါရယ်။အင်းလေး PDF တပ်ဖွဲ့ရဲ့ဇွန်လ၂ရက်နေ့ထုတ်ပြန်ချက်မှာတော့စစ်ကောင်စီတပ်ကအင်အားလုံးကြီးနဲ့ထိုးစစ်ဆင်တာကြောင့်သူတို့အဖွဲ့တွေစုခွာပေးလိုက်ရတယ်လို့ဖော်ပြထားပါရယ်။အဲ့ဒီကြွာတွေမှာကရင်နီက KNDF တပ်ဖွဲ့အင်းလေး MPDF တပ်ဖွဲ့ဝင်တွေနှစ်နဲ့ချီတက်ဆွဲထားတာဖြစ်ပြီးတော့စစ်တပ်နဲ့ PNA ပူးပေါင်းအဖွဲ့ကလက်နက်ကြီးအဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ပြီးတော့တင်းယူခဲ့တာလို့ဂျေဘူးဂျေးဝါနီမာနေထိုင်တဲ့ဒေသခံတို့ကပြောပါရယ်။ ဒီလိုလိုရအပေါင်းတော့ねစိုက်လို့မရတော့ဖြစ်သွားပြီသူကပြေဦးလဲစကားသားရီကူရီမြေချက်တိုင်းဘူးဘူးတမိဟဲ့အောင်ရရကြုံမရှိနေရတဲ့လို့ပြောတာတမိထောင်းနှလုံးသွင်းအောင်ပြင်နေတာအဲဒီပလီလီဆိုတာနဲ့သူတို့အင်ရှူရတယ်ငါးရီဆောက်လို့ပေါအောင်လားဒီဘူဝဖျားတော့ဝမ်းမရလို့တော်လိုင်းတက်တွေဆုတ်ခွာသွားပြီးတဲ့နောက်စစ်တပ်နဲ့ PNA ပြည်သူ့စစ်ဘူပေါင်းအဖွဲ့က ရေဘူးနဲ့ဖျားတောင်ကြည်ပါတွေကနေအိမ်ကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့လည်းသိရပါဗျ။နေရစွန့်ခွာနေရတဲ့ဒေသခံတွေကအမျိုးသားတွေဟာနေရပြန်လာကြဖို့ PNA ကတိုက်တွန်းထားပြီးတော့ဒါဟာရရွာလုံးကျုံရင်အကြောင်းပြချက်နဲ့စစ်မှုထမ်းခိုင်းမှုဖြစ်နိုင်တယ်လို့လည်းဒေသခံတွေကထင်မြင်ထားကြပါဗျ။စစ်တပ်နဲ့ PNA ပူးပေါင်းအဖွဲ့တွေဟာညောင်ရွှေနဲ့ပင်လောင်းဆက်မှာရှိတဲ့နန်းတုတ်ညောင်လေးပင်ကြည်ရွာဘက်ကိုထပ်ပြီးတော့ထိုးစစ်ဆင်နေပြီးစစ်နေပြီးကျယ်ပြန့်လာမဲ့တဲ့ရင်ကြောင့်တောင်ပိုကွဲနယ်ဟိုပန်ကြည်ရွာကဒေသခံ900ကျော်ဟာလည်း ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ဒေသခံတွေကဆိုပါတယ်哦，伊不管你过得哈，比起的好说，反正人家在过去给人家出地了的，啊，共产党也那个党部管的苦帮伊哇，像个底下啦，现在刚才有土木经常动手那个嘛，你在厂里啊都出别家了的。特别来的都卡在里个咯，你这样计划地带肯定个，碰你找你嘛，来看过年别你的路来地下吧嘞。目标没有过，天朝路的施工是这个。 တော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ညောင်ရွှေနဲ့ဖဲခုံမြို့နယ်ဆက်ကရေဘူးစွန့်ဆွဲလွယ်လုံးကြေးရတွေကိုမေလချောင်းအနေကတည်းကစစ်ကြောင်းထိုးနေလို့တော်လိုင်းတပ်ဖွဲ့တွေနဲ့နေစဉ်တိုက်ပွဲဖြစ်နေတယ်လို့လည်းရန်တောင်အမှတ်၁စစ်တီတာကမေလ၁၆ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အိုဘီဒစ်ပီအန်အိုပီအန်အေဝါရဖြန့်မီဒီယာတွေမှာတော့တော်လိုင်းတက်တွေထိန်းချုပ်ထားတဲ့ ठी ခိုးကြီးရွာဂျေဘူးကြီးရွာဖျားတောင်စတဲ့နေရာတွေကိုစစ်ကောင်စီတပ်နဲ့ပူးတဲ့ထိုးစစ်ဆင်သိမ်းပိုင်နိုင်ခဲ့ပြီးတော့ဆန်ကားကြီးရွာအုပ်စုဗန်းပြင်ကြီးရွာအုပ်စု ဆင်းဆွဲဆင်းလိတ်ကြေးရွာတွေကိုထိန်းချုပ်ထားနိုင်ပြီလို့ဖော်ပြထားပါဗျ။စည်ရေးချင်းတွေဆက်ပြီးပြင်းထန်နေလို့သူတို့တွေဟာနေရပြန်ဖို့မဖြစ်နိုင်ကြသေးဘူးလို့ပင်လောင်းဒေတာကစစ်ပေးဒုက္ခတဲ့လူကလည်းပြောပြပါဗျ။ဒီသူကလမ်းတော့ဖရမရီတနေကိုတော့ဘာဒီတရားတော်ပဲဖြစ်တယ်ဒီဒီပါလေပြက်ကုန်တော့ဟိုးဟိုးရွာလာလဲပြန်ကြတယ်ဆိုအီမရှိသူတို့တွေမလုံးရှုံပါလဲဖြစ်နေရမလုံးရှုံမကြောက်နေရသေးဘူးသူတို့နေရာတော့ပြန်လို့ရပြီတယ်သူတို့နေရာတော့ ြန်လို့မရဘူးလေမဖြစ်ပြန်ဘူးဟိုဆိုပေါင်းပြောင်းဖဲတော့ပေါင်းပြောင်းဖဲတော့ဟိုရွာရဲ့ရှိဖြစ်တဲ့ဆန်တော့ဘာလို့ကလန်းမကြည့်ချောတော့မတော့ပြန်ပြက်ပြီးဒီနေ့ဘာလို့ပြန်ပြက်ပြောဒါပေမဲ့ဟိုအဲ့ဒီအမောဖဲဆန်တော့ပြန်လို့အဆင်မပြေဘူးလေဟာပီကဲနေဇန်နဝါရီလအတွင်းမှာရေပူနဲ့ဖျားတောင်ကြေးရွာနီးစစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်ခဲ့ပြီးရွာတွေကိုလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့လို့ ောက်ကတဲ့စကန်ကကလေးငယ်2ဦးပါဝင်3ဦးသေဆုံးပြီးတော့16ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။2024ခုနှစ်ဇန်နဝါရီလဇန်းကနေ2025မေလအထိရတောင်ကနေကင်းနေနေဆက်ဖြစ်တဲ့ညောင်ရွှေစီဆိုင်ဟိုပုံးပင်လောင်းနယ်ဖဲခုံမြို့နယ်တွေမှာစစ်ကောင်စီနဲ့ပအိုးပြည်သူစစ်တပ်ဖွဲ့နဲ့တော်လိုင်းတပ်ဖွဲ့တွေမကြာခဏဆိုသလိုတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်ခင်ဗျာ။ တမကသတင်းပါဒီနေ့ဂျွန်လ9ရက်နေ့အတွက် People's Win ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်တိုက်ပွဲမဖို့ဆောင်ပဲစစ်ကောင်စီနဲ့ဆွေးနွေးဖို့ KNA ကိုတရုတ်တိုက်တော်နဲ့တဲ့တင်နောက်ချိုမှာစစ်ကောင်စီနဲ့အပြန်အလှန်ထိုးစစ်တွေရှိနေတယ်လို့ TNL ပြောတဲ့တဲ့တင်ဒေါ်ဆန်းစုကြည်လွတ်မြောက်ရေးဒီတဲ့ဝန်ကြီးချုပ်ကိုရိုင်းပါဝင်ပေးဖို့တောင်းဆိုနေတဲ့တဲ့တင်ဒီသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်တရုတ်အစိုးရဟာကချင်လွတ်လပ်ရေးအဖွဲ့ကချင်လွတ်လပ်ရေးတပ်မတော် KNO KNA ကိုတိုက်ပွဲမဖို့ဆောင်ပဲ စက်ကောင်စီနဲ့ဆွေးနွေးဖို့အမြဲတမ်းပြောဆိုနေတယ်လို့ KNO KNA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘုံမူကြီးနော်ဘူးကပြောပါတယ် KNA က6လကြာဆင်နွှဲနေတဲ့ဗမော်မြို့သိမ်းတိုက်ပွဲကိုဆက်မတိုက်ပဲအပြစ်ရပ်ပြီးစက်ကောင်စီနဲ့ဆွေးနွေးဖို့တရုတ်အထူးကိုယ်စားလှယ်ကပြောကြားကြောင်းသတင်းတွေထွက်ပေါ်နေတာပါတရုတ်အစိုးရကတော့တိုက်ပွဲမဖြစ်ဖို့ကိစ္စကတော့အမြဲတမ်းပြောနေတာပါပဲထူးထူးထွေပြောတာမကြဘူးနယ်စပ်ဒေသတင်းငယ်အေဂျင့်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာအမြဲတမ်းပြောနေတာပဲလို့ဘုံမူကြီးနော်ဘူးက People's Wing ကိုပြောပါတယ် KNA အနေနဲ့လည်းဗမော်မြို့ကိုအပိဓာသိမ်းပိုက်နိုင်ရေးထိုးစစ်ဆင်နေပေမယ့်လက်တလုံးမှာစစ်ရေးပြန်လည်ငြိမ်သက်နေတယ်လို့စစ်ရေးသတင်းမြစ်အချို့ကပြောပြပါတယ်။ KNA ဟာဗမော်မြို့တဲစစ်ဆင်ရေးအတွင်းစစ်ကောင်စီရဲ့အရေးပါတဲ့တပ်ရင်းဌာနချုပ်တွေတက်စကန်တွေကို သိမ်းပိုက်ရရှိထားပြီးတင့်ကတန်ချက်ကအပါဝင်စစ်သုံးရင်တွေ drone တွေနဲ့စစ်ကောင်စီရဟတ်ရင်နစီတို့ကိုတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။ဗမော်မြို့ area အများစုကို KNA ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့်အဓိကကြတဲ့အမှတ်27စစ်စင်ရေးကုကဲမှုဌာနချုပ် စကခ21နဲ့တရင်အချို့ကိုတင်ပိုက်ဖို့ကြံရှိနေပါသေးတယ်။စစ်ကောင်စီကလည်းဗမော်မျိုးမကြရတဲ့အတွက်လေကြောင်းပစ်ကူအပြင်းထန်ပြုတ်လောက်ကခုခံနေပါတယ်။ဒါအပြင်လက်ရှိမှာစစ်ကောင်စီတပ်ကဖားပြန့်ဒေသကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်ကြောင်းထိုးနေတယ်လို့ဝိုင်းမော်မြစ်ကြီးနော်တနိုင်းလီတို့လန်းမိုးညင်းစတဲ့မြို့နယ်တွေဒေသတွေမှာစစ်ရေးလှုပ်ရှားမှုတွေစစ်ရင်အားဖြစ်တင်မှုတွေထိုးစစ်ဆင်မှုတွေလှုပ်ဆောင်နေပါတယ်ရှင်။ တဟန်တပ်မတော် TNL တိုက်ခိုက်သိမ်းယူထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်တွင်တိုက်ပွဲတွေဆက်လက်ဖြစ်ပေါ်နေပြီးစစ်ရေးအရစိတ်ပူစရာမလိုကြောင်း TNL သတင်းပြန်ကြားရေးတာဝန်ခံလွင့်ရဦးကဒီနေ့ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။နောင်ချုံမြို့နယ်တောင်ခန့်ဘက်မှာလက်ရှိအချိန်ထိစစ်ကောင်စီတပ်နဲ့အပြန်အလှန်ထိုးစစ်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပြီးစစ်ရေးစိတ်ပူစရာမလိုပဲစစ်ရေးဗျူဟာအတိုင်းဆောင်ရွက်နေတယ်လို့လွင့်ရဦးကရှင်းပြပါတယ်။နောင်ချုံမြို့နယ်ကိုမိုင်ဝန်းကျင်သာဝေးတဲ့ကံကြီးရွာအနီးမှာတိုက်ပွဲတွေဖြစ်နေပြီး စစ်တပ်ကလက်နက်ကြီးဒရုန်းတွေနဲ့ပြတ်ခတ်နေတာကြောင့်ဘေးလွတ်ရာကိုစတင်တိမ်းရှောင်လာကြသလိုအသင့်အနေထားနဲ့နေထိုင်နေရတယ်လို့ဒေသခံပြည်သူတွေကပြောပြပါတယ်။မြို့ရဲကျန်တဲ့သူတွေကလည်းအကုန်ကားပေါ်ပစ္စည်းတွေတင်ပြီးအသင့်ပြန်ထားရတယ်။တိုက်ပွဲကမြို့ပေါ်ပြန်ရောက်လာနိုင်တယ်လို့နောင်ချိုမြို့ခံတူကပြောပြပါတယ်။မနေ့ကစစ်ကောင်စီတပ်ပြတ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာနောင်ချိုမြို့ရဲကြားရောက်ပောက်ကွဲပြီးအရက်သားပြည်သူနှုတ်ဦးသေဆုံးခဲ့တယ်လို့သိရပေမဲ့အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။ဒါအပြင်မနေ့ကပဲ စစ်ကောင်စီတပ်ဟာနောင်ချိုမြို့ထဲကို drone နဲ့ဘုံဒီ၁၀ကြိမ်ထက်မနည်းကျဲချခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဟာနောင်ချိုကိုပြန်လည်ရရှိဖို့တောင်းခမ်းတဲ့အုံမတီရွာတွေဘက်ကနေထိုးဆက်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးကျေးရွာတချို့ကိုလည်းပြန်လည်သိမ်းယူထားတယ်လို့ဒေသတွင်းသတင်းမြစ်တွေကပြောပါတယ်။နောင်ချိုမြို့ကို TNL ဥဆောင်တဲ့ဒေါ်လန်ရေးတပ်ဖွဲ့တွေက2024ဇူလိုင်လကတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။စစ်ကောင်စီနဲ့ TNL တို့ဟာတရုတ်အစိုးရရဲ့ဂျောင်းဝင်စီစံမှုနဲ့ ဧပြီလကုန်ပိုင်းကအပြစ်ရဆက်ရဆွေးနွေးခဲ့ပါတယ်။ဒါပေမဲ့စက်ကောင်စီရဲ့တောင်းဆိုချက်တွေကို TNL ကလက်မခံဘဲပယ်ချခဲ့တာကြောင့်ဆွေးနွေးပွဲမှာအဖြေမရဘဲပြီးဆုံးခဲ့ပါတယ်။နောက်မေဩဂတ်လမှာတရုတ်အစီအစဉ်နဲ့ပဲနှစ်ဖက်ပြန်လည်တွေ့ဆုံဖို့စီစဉ်ထားခဲ့ပေမဲ့စက်ကောင်စီက TNL တင်ထားတဲ့နေမျိုးတွေကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေရှိနေတာပါရှင်။အာနာဒေးစက်ကောင်စီရဲ့မတရားဖန်ဆီးအကျဉ်းချမှုကိုခံထားရတဲ့နိုင်ငံတော်တိုင်းမြန်ကန်ပုတ်ကိုတော်ဆန်းစုခြင်းနဲ့ပတ်သက်ပြီး ရည်တဲ့ဝန်ကြီးချုပ်ကိုတိုင်ပါဝင်ဖြည့်ရှင်းပေးဖို့တောင်းဆိုမှုတွေရှိလာပါတယ်။လောဘညံကြဲရေးဆုရှင်တို့လည်းဖြစ်တဲ့ဒေါန်ဆန်းစုကြည်မြန်မာနိုင်ငံမှာလက်ရှိကြုံတွေ့ခံစားနေရတဲ့ထက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေအကြောင်းကိုအင်ဒီပန်ဒန့်သတင်းဌာနရဲ့ Cancer The Right and For All အောင်ဆန်းစုကြည်ဆိုတဲ့သတင်းမှတ်တမ်းဗီဒီယိုထဲမှာဖော်ပြထားခဲ့ပူးပါတယ်။ပြီးတော့အဲ့ဒီဗီဒီယိုထဲမှာ Conservative Party ခေါင်းဆောင်ဟောင်းအတိုက်အခံခေါင်းဆောင်ဟောင်း William Hay ကလက်ရှိဖြစ်တဲ့အစိုးရအနေနဲ့ဒေါန်ဆန်းစုကြည်ရဲ့အရေးကိစ္စရော မြန်မာနိုင်ငံမှာပုံပေါ်ဆိုးရွားလာနေတဲ့အကျက်တဲတွေအတွက်ပါကိုရိုင်းကိုကြဂျားဝင်တင့်မီလို့တိုက်တွန်းခဲ့ဘူးပါတယ်။သူကဗြိတိန်ဝန်ကြီးချုပ်စတာမာအနေနဲ့ဒေါ်ဆန်းစုကြည်လွတ်မြောက်လာရေးအတွက်တိတိယယောက်ဆော်အောင်းဆိုတင့်တယ်လို့ဒေါ်ဆန်းစုကြည်ရဲ့သားဖြစ်တဲ့ကင်မီအရစ်နဲ့လည်းကိုရိုင်းတွဲဆောင်တင့်တယ်လို့အကြံပြုခဲ့ဘူးပါတယ်။ကွန်ဆာဗေးတစ်ပါတီရဲ့လူအခွင့်ရေးကော်မရှင်ကလည်းလောလောလတ်တင်ပြခဲ့တဲ့မြမပြည်တွင်းရေးအခြေအနေတွေအကြောင်းအစီရင်ခံဆောင်မှလည်းဒေါ်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ဝန်ကြီးချုပ်စတောင်မာကပို့ပြီးတစ်ထဲဝင်ဝင်အားထက်ကြိုးပမ်းတင်ကြောင်းတိုက်တွန်းထားတာတွေ့ရပါတယ်။အစီရင်ခံစာကိုဦးဆောင်ပြုစုသူတွေထဲကတူဦးဖြစ်တဲ့နိုင်ငံခြားရေးဝန်ကြီးဟောင်းတင်မူတန်ကဒေါ်ဆန်းစုကြည်နဲ့မြန်မာနိုင်ငံကြုံတွေ့နေရတဲ့အခြေအနေတွေဟာထုတ်ပြောပြဖို့ခက်ခဲလွန်းတဲ့ဆင်းရဲဒုက္ခမျိုးတွေလို့မှတ်ချက်ပေးခဲ့ပြီးဒီတဲ့အစိုးရအနေနဲ့ဆက်ကျင်လက်ငင်တုတ်ပြန်ကင်တွယ်ပေးဖို့လိုနေပြီလို့ထောက်ပြထားခဲ့ပါတယ်။ကော်မရှင်ကအစီရင်ခံစာကို ပြုစုရမှာ Kim Harris ဒေါ်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရလက်ထက်မှာ စီးပွားရေးအကြံပေးအဖြစ်တာဝန်ယူခဲ့သူရှောင်းဒါနယ်ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးကိုယ်စားလှယ်တွန်အန်ဒရူတို့ကလည်းတံပိုးပေးခဲ့ကြတယ်လို့သိရပါရှင်။ People's Day ရဲ့နောက်ဆုံးရညနေခင်းပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါရှင်။ထိုင်းနိုင်ငံမြောက်ပိုင်းကိုဖြတ်တန်းစီးစင်းတဲ့မြစ်တွေမှာအန်ရယ်ရှိတဲ့ dress တွေပါဝင်နှုံမြင့်နေတာကိုတွေ့ရတာကနေတဘာဝပတ်ဝန်းကျင်နဲ့ကျမကြီးဆရာစိုးရိမ်မှုတွေမြင့်တက်လာပါတယ်။ ချင်းမိုင်နဲ့ချင်းရိုင်ခိုင်ကထိုင်းဒေသခံတွေအားထားရတဲ့စိုင်မြင့်နဲ့ကော့မြင့်မှာအာဆင်နဲ့တပ်ထုတပ်တမျိုးပါဝင်နှုံမြင့်နေတာပါဒီမြစ်တွေဟာရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းဆက်မြို့အနီးကနမ်ခုတ်မြစ်မှာမြစ်ဖြားခံပြီးအဲ့ဒီမြစ်တစ်လျှောက်မှာတထုတူဖို့မှုတွေရှိနေတာပါဒီအကျိုးဆက်အဖြစ်မြစ်အောက်ပိုင်းမှာနေထိုင်တဲ့နှစ်နိုင်ငံဒေသခံပြည်သူတတန်းကျော်ရဲ့ဇမ္မာရေးကိုစိုးစိုးရွားရွားထိခိုက်လာမှာကိုတဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေကစိုးရိမ်နေကြပါတယ် မိုင်းဆက်မြို့နယ်တဲကနယ်မြေတချို့ကိုမြန်မာနိုင်ငံရဲ့အင်အားကြီးဒိုင်းနာလက်နက်ကင်တပ်ဝါပီသွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကထိန်းချုပ်ထားပြီးဝါတောင်မိုင်းလို့ခေါ်ကြပါတယ်မိုင်းဆက်မြုပ်အနီးမှာနမ်ခုတ်မြစ်စတင်မြစ်ဖြားခံပြီးမိုင်60အကွာမှာတော့ထိုင်းနိုင်ငံချင်းမိုင်ခရိုင်နယ်ကိုကော့မြစ်အဖြစ်စီစဉ်ပါတယ်။မိုင်းဆက်မြုပ်တောင်ဘက်မိုင်းယွန်းဒေသမှာမြေရှားတပ်တွေနှစ်ခုရဲ့ပုံရိပ်တွေကိုတွေ့ရတယ်လို့ရှမ်းလူအခွင့်အရေးမန်တိုင်းကဖော်ပြပါဗျာ။ ဂျိုဒုတပ်ပုံမှတ်တမ်းဟောင်းတွေအရနမ်ခုံမြင့်အရှေ့ဘက်ကမြေရှားတပ်တူတွေက2023ခုနှစ်လောက်ကစတင်တူးခဲ့တယ်လို့သိရပါတယ်။နမ်ခုံအနောက်ဘက်ကမြေရှားတပ်တူတွေကတော့2024နှစ်လယ်ပိုင်းမှာစတူးခဲ့တာပါ။ဒီတက်တူတွင်တွေက ကချင်ပြည်နယ်မှာတရုတ်ကုမ္ပဏီတွေတူးနေတဲ့မြေရှားတက်တူတွင်တွေနဲ့ပုံစံတူတဲ့အကြောင်းရှမ်းလူအခွင့်ရေးမှန်းနိုင်ကနှိုင်းယှဉ်ပြပါဗျာ။ အခုလိုနမ်ခုံမြစ်တဝိုက်မှာတပ်ထုတွင်တူးဖော်တာတွေပိုလောက်လာတာကို ထိုင်းသဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားနေတဲ့အတ်ထိုင်းလန်ကသူတို့ရရှိထားတဲ့ဂျိုဒူဓာတ်ပုံတွေကိုကိုးကားပြီးထက်လောင်းအတည်ပြုပြောပါရယ်၂023ခုနှစ်မှာတပ်ထုတူးဖော်မှုတိတ်မတွေ့ရပဲဒီနှစ်မှာပုံမိုကျေပြန့်လာတာပါမိုင်းဆက်မှာမြေရှားအပြင်ရွှေနဲ့ကြောင်မီးသွေးတူးဖော်တာတွေလည်းရှိနေပါတယ်။မိုင်းဆက်မြို့ကနေတာချီလိမ့်မြို့ကိုသွားရလမ်းကြောင်းတစ်လျှောက်မှာတက်ထုတွင်းတွေကိုပို့တွေ့ရပါတယ်။ ဒီတပ်ထုတ်တွင်းတွေကိုအာဏာပိုင်တွေထိန်းချုပ်ထားတာကြောင့်ဒေသခံတွေအနေနဲ့သွာလာသိရှိခွင့်မရှိဘူးလို့သိရပါတယ်။နမ်ကောမီတဝိုက်ကတဘာဝပုံရိပ်ပြောင်းလဲမှုက2024ခုနှစ်နှစ်ကုန်ပိုင်းမှာပိုတိတာလာပါတယ်။မနစ်ကစက်တင်ဘာလမှာဖြစ်ခဲ့တဲ့စူပါတိုင်ဖုန်းမုန်တိုင်းရာဂီကြောင့်ရှမ်းပြည်နယ်အပါအဝင်မြန်မာနိုင်ငံတဝန်းကရေကြီးတံကိုရင်ဆိုင်ခဲ့ရတာကနေတတိထားမိခဲ့ကြတာပါ နမ်ခုံမြစ်အယောင်ကအရင်နဲ့မတူပဲနောက်ကျလာတာကြောင့်ဒေတာခန့်တွေမြစ်ထဲရေဆင်းမကူးရဲတော့တဲ့အခြေအနေပါဒီလိုမြစ်ရေအယောင်ပြောင်းတာကိုထိုင်းနိုင်ငံမြောက်ပိုင်းကဒေတာခန့်တွေလည်းသတိပြုမိခဲ့ကြပါတယ်ဒါကြောင့်ပဲဒီနှစ် AP မှာနမ်ခုံမြစ်ကနေမြစ်ဖြားခန့်စီးဆင်းတဲ့ကော့မြစ်ရေကိုထိုင်းကစမ်းစစ်ခဲ့ပါတယ်အဖြေကတော့မြန်မာနိုင်ငံနယ်နိမိတ်နဲ့ထိဆက်နေတဲ့နေရာကမြေရေတွေမှာအာဆင်နစ်ပမာဏဟာတက်မှတ်ချက်ထက်ကျော်လွန်ပါဝင်နေပါတယ် နီကဲအပါဝင်တခြားအန်ရရှိတဲ့ dress တွေပါဝင်နေတာကို တွေးရှိခဲ့ရတာပါတဆက်တည်းမှာပဲဒီမြစ်ထဲကငါးတွေမှာပါ အနာတွေဖြစ်ပွားနေတာကိုတွေ့ရပါတယ်။ဒါကြောင့်ပဲထိုင်းမြောက်ပိုင်းဒေသအတွင်းစီးပွားရေးလုပ်ငန်းတွေအတွက်သာမက ကျန်းမာရေးအတွက်ပါစိုးရိမ်လာကြပါတယ်။အဆင်းနစ်ပေါင်းမှုများတာရဲ့နောက်ဆက်တွဲဟာအရေပြားပြဿနာကစားလို့ကင်ဆာရောဂါဖြစ်ပွားစေနိုင်တဲ့အထိပြင်းထန်လာကြောင်းပါ။ ။ညည်ရတဲ့အန်ရရှိ dressing တွေပါဝင်မှုများလာတာဟာဘလို့တတ်ထုအမျိုးအစားတူဖော်မှုကြောင့်ဖြစ်စေလဲဆိုတာကိုတော့တိတိကျကျမဖော်ထုတ်နိုင်သေးပါဘူး။ဒါပေမဲ့ဓာတ်ရုပ်ပစ္စည်းတွေတုံးပြီးတူးဖော်ရတဲ့မြေအနီးကတက်ထူတွင်တွေစုပြုံသွားတဲ့အကျိုးဆက်ဖြစ်နိုင်တယ်လို့တဘာဝပုံညာဆိုင်ရာပညာရှင်တွေကသုံးသပ်ကြပါတယ်။ ထိုင်းသဘာဝပုံချင်အရေးတက်ကြွလှုပ်ရှားသူတွေကတော့နှစ်နိုင်ငံနယ်စပ်မှာတတ်ထုတူးဖော်တာတွေရပ်ဖို့အတွက် ထိုင်းမြန်မာနဲ့တရုတ်အာဏာပိုင်တွေစီတွန်းတွန်းတိုက်တိုက်ဆောင်ရွက်ကြမှာပါအထူးသဖြင့်ဝါဒေတာကတတ်ထုတူဖော်မှုတွေရဲ့အဓိကဝဲလက်ဟာတရုတ်ဖြစ်နေတာကြောင့်တရုတ်နိုင်ငံကပါတိုက်တွန်းမဲ့သဘောဖြစ်ပါတယ်။ဒါနဲ့ပတ်သက်လို့ရန်ကုန်ကတရုတ်တန်ယုံကိုရော စစ်ကောင်စီနဲ့ဝါတက်ကိုပါ BBC ကဆက်သွယ်မေးမြန်းပေမဲ့ပြန်လည်ဖြေကြားတာမရှိပါဘူး။ ဒီလိုထိုင်းဘက်မှာတဘာဝပုံဝင်ရင်ရေလှုပ်ရှားမှုရှိနေပေမဲ့တပ်ထုတွင်းရှိနေတဲ့ mindset ဒေတာဘက်မှာတော့လှုပ်လှုပ်ခတ်ခတ်မရှိနေပါဘူးမြန်မာမှာစစ်အာဏာသိမ်းပြီးတဲ့နောက်တဘာဝပုံဝင်ကြီးအရေးအာယုံမဆိုင်နိုင်ဖြစ်နေပါတယ်အခုထိုင်းဘက်ကထောက်ပြနေတဲ့နမ်ခုတ်မြစ်မှာအန်ရရှိ dressing ပါဝင်မှု ရှိ မရှိကိုတောင်မှမစစ်ဆေးနိုင်တဲ့အခြေအနေလို့မြန်မာတဘာဝပုံဝင်ကြီးအရေးလှုပ်ရှားသူတွေကဝေဖန်နေကြပါတယ်ရှင် ဒါကတော့နမ်ခုံးရဲ့တကြောကတတ်ထုတွင်နေတဲ့တဘာဝပုံဝင်ခြင်းထိခိုက်မှုတွေအကြောင်းပြောပြခဲ့တာပါ။